အားလုံးပဲမင်္ဂလာပါစာရီကိုအလွယ်တကူတက်ပုံရိုက်ထားပြီးစာသားအဖြစ်ပြောင်းဖို့အခက်ခဲဖြစ်နေပြီလားဥပမာစာအုပ်တုတ်ကစာသားတွေစိုင်းဘုတ်တစ်ခုကစာရီဒါမှမဟုတ်တက်ပုံတွေကစာရီကို အလွယ်တကူကူးယူခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုကသင်အတွက်ပါပဲဒီနေ့မှာတော့တက်ပုံတွေကစာရီကို စာသားအဖြစ်ပြောင်းနည်းကို အစဉ်စဉ်သင်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလိုက်လုံးစီခြင်းပါတယ် ဒီလိုစာသာပြောင်းဖို့ကျွန်တော်တို့ OCR အနည်းပညာကိုသုံးရပါတယ် OCR ဆိုတာ Optical Character Recognition လို့ခေါ်ပါတယ်ဒီနည်းပညာကတပုံတွေကစာတွေကိုဖတ်ပြီး digital စာသာအဖြစ် ပြောင်းရတဲ့နည်းပညာဖြစ်ပါတယ်ဒီနည်းပညာနဲ့သင်ဟာစာအုပ်မှတ်စုကြော်ညာဒါမှမဟုတ်ဘယ်လိုစာမျိုးကိုမဆိုအလွယ်တကူကြည့်နိုင်မှာဖြစ်ပါတယ် မနည်းကတော့ Google Lens ကို အသုံးပြုခြင်းဖြစ်ပါတယ် Google Lens ကဖုန်းတိုင်းမှာပါလို့အလွယ်တကူအသုံးပြုလို့ရနိုင်ပါတယ် Android ဖုန်းမှာ Google Lens application ကို Google Store မှာ download လုပ်လိုက်ပါ iPhone မှာတော့ Google ကိုဖွင့်ပြီးအသုံးပြုနိုင်ပါတယ်ဒါမှမဟုတ် Google Photo ထဲမှာတိုင်းရိုက် Lens ကိုရွေးပြီးလဲပြောင်းလို့ရပါသေးတယ် တပုံတပုံကိုဖွင့်ပြီး lens ကို အသုံးပြုလိုက်ရုံပါပဲ lens ကိုနှိပ်ပြီးရင်တော့အောက်မှာပါတဲ့ copy text ကိုရွေးပြီးအကုန်လုံးကိုကူးရမလားကိုကူးချင်တဲ့စာသားရှိတဲ့နေရာကိုရွေးပြီးလဲ copy text လုံးလို့ရပါသေးတယ်ကူးယူထားတဲ့စာသားတွေကို word ဒါမှမဟုတ် note ထဲမှာထည့်လိုက်ရုံပါပဲ Google လမ်းကမြန်မာစာအင်္ဂလိပ်စာအပါအဝင်ဘာသာစကားများစွာကိုဖတ်နိုင်ပြီးဘာသာလဲပြန်ပေးနိုင်လို့တော်တော်လေးအဆင်ပြေပါတယ် ဒုတိယနေ့ကတော့ online က OCR website တွေကို အသုံးပြုတာပဲဖြစ်ပါတယ်။ဒီလိုဆိုရင်ဖုန်းမလို့ပဲကွန်ပျူတာကနေလည်းလုပ်လို့ရပါတယ်။ www.i2ocr.com ဒါမှမဟုတ် www.onlineocr.net လို့ website ထဲကို ဝင်လိုက်ပါတင်တဲ့ပုံကိုအလုံးလုပ်လိုက်ပါဘာသာစကားကို ရွေးပါမြန်မာစာအတွက်ဘာမတ်ကိုရွေးပါ extra task or compass ဆိုတဲ့ cloud ကိုနှိပ်ပြီးစာသားကို ကိုကြိုက်တဲ့ format doc pdf tab file စသဖြင့်ရွေးပြီး download လုပ်လိုက်ပါဒီ website တွေကအခမဲ့တွေဖြစ်ပြီးတော့အသုံးပြုရလဲလွယ်ကူရွှင်းပါတယ် တတိယနေရာတော့တခြား mobile application တွေသုံးပြီးပြောင်းတာပဲဖြစ်ပါတယ် Adobe Scan ဒါမှမဟုတ် Microsoft Lens လို့ application တွေကိုအသုံးပြုပြီးပြောင်းလို့ရပါတယ်သူတို့ရဲ့ free version တွေမှာတော့ limitation တချို့ရှိပါတယ် ကိုအသုံးပြုကျင်တဲ့ application ကို mobile store မှာ download လုပ်လိုက်ပါပြီးရင်တော့ application ကိုဖွင့်ပြီးဓာတ်ပုံကို scan ဖတ်လိုက်ပါ scan ဖတ်ပြီးရင် စာသားကို ရွေးလိုက်ပြီးခိုးယူလိုက်ရုံမှာပဲလိုအပ်ရင်တော့ PDF ဒါမှမဟုတ်တက်ဖိုင်အဖြစ်ပြောင်းပြီးလဲတင်ဆက်လို့ရနိုင်ပါသေးတယ်ဒီ application တွေကဓာတ်ပုံဤသွေးမခောင်းရင်တော့စာသားကိုကောင်းကောင်းဖတ်ပေးနိုင်ပါတယ် အကောင်းဆုံးရလက်တွေကိုရဖို့ဒီအချက်တွေကိုသတိထားစေချင်ပါတယ်ဓပုံက ချင်းလင်းပြီးအလင်းရောင်ကောင်းကောင်းရဖို့လိုအပ်ပါတယ်ဆက်လုံးတွေဖတ်လို့ရအောင် ကြည်လင်တဲ့ဓပုံကိုအသုံးပြုသင့်ပါတယ်မြန်မာစာဖတ်တဲ့အခါဘာသာစကားကိုဘာမီစ်လို့မှန်ကန်စွာရေးရှင်းပါအကယ်၍ရလက်မကောင်းရင်ဓပုံကို ပြန်ရိုက်ပြီးထပ်ဆန်းကြည့်စေချင်ပါတယ် ီနီးပညာတွေနဲ့သင်ဟာဓပုံတွေရစာသားတွေကို အလွယ်တကူဖြောင်းနိုင်ပြီးဘယ်နည်းအားသင်အတွက်အဆင်ပြေမလဲဆိုတာကိုအောက်က comment မှာပြောပြပေးစေချင်ပါတယ်ဒီလိုနီးပညာဆိုင်ရာဗီဒီယိုတွေထက်ကြည့်ခြင်းတော့ subscribe လုပ်ပြီး bell icon ကိုနှိပ်ထားဖို့မမေ့ပါနဲ့နောက်ဗီဒီယိုမှာထပ်ပြီးတွေ့ကြပါဦးမယ်အားလုံးပဲကျေးဇူးတင်ပါတယ်